စေတစလူတ္တမပေါ့အခုဆိုလို့ရှင်ဒီကလေးက session နဲ့နဲ့မိမတရားကိုချိန်ပြီးဟိုတယ်မှာ အပိုင်းပိုင်းခုတ်ဖြတ်တက်ပြီးတော့ခါတဲ့အပြင်မှာချိတ်ထားတာတို့ပါတို့အင်မတန်အင်မတန်ကြောက်စရာကောင်းတယ်နော်ဘာကြောင့်များဒီလိုဖြစ်လဲအဲ့လိုဆိုလို့ရှင်ရဲတွေကဟောအဲ့မှာ forensic ဆရာဝင်နေရဟောနောက်ပြီးရင် clinical ပေါ့ဒီဒီလူငယ်ဟာတတ်တဲ့အချိန်မှာ psychosis ရှိသလားပေါ့ယူတဲ့ရော ဂါပေါ့ delusion တို့ hallucination တို့အယူတွေကြတော့ယောဂါတမျိုးရှိတယ်တဲ့သူတို့စိတ်ထဲမှာထင်တာလို့သူတယောက်အဲ့လိုမျိုးရှိသလားနော် mood disorder mood mood ဆိုတာတော့ယူတာတမျိုးစိတ်ဖောက်ပြန်တာ mood ကကြတော့ဟိုသူ့ရဲ့ခံစားချက်ကကြတာတို့တက်တာတို့အဲ့လိုမျိုးတွေရှိသလားသမို့ရင် substance စေးတွေများတုံထားလားနော်နောက်ပြီးလို့ရှိရင်သူကိုကယောဂါပေါ့ neuro developmental problems တွေရှိတာ neuro developmental ဆိုဒီဒီအရွယ်မှာသူ့ရဲ့ဒီအုံနောက်ကပေါ့နော်ဟိုထွက်ဟို develop ဖြစ်လာတာပြဿနာရှိနေတယ်ဒီကြီးခေါင်ငင်တာဟိုပြဿနာတွေရှိနေတယ်เนาะ now personality သူက anti social ဖြစ်လာပတ်ဝန်းကျင်နဲ့ဟို လိုက်လို့ညီထွေမနေတတ်တဲ့လူပဝင်းချင်းကိုမုန်းတဲ့လူများဖြစ်နေလားနောက်ပြီး impossible ဖြစ်လားပြီးရင်သူမှနောင်တရတာရှိလားမရှိဘူးလားအဲ့ဒါကိုဒီဟိုဒီဒီအရင်းနေရကြည်အာမှာပေါ့ဒီရဲတွေရောဆရာဝန်တွေရောတရားသူကြီးတွေရောရှေ့နေတွေရောเนาะဒီဒီလူတတ်သမားဟိုသုံးပုံ sexual sadism or paraphilic disorder နော်ချူရ sexual motive သူတို့ရဲ့လိင်ကိစ္စခံစားချက်မှာပြဿနာရှိနေတယ်ဘလို့မျိုးဒီဒီအခုဟာလဲဟို date girl ကိုခေါ်ပြီးတတ်တာဆို sex နဲ့ပတ်သက်တယ် तू က sex तू sex ဒီလိင်ကိစ္စလောက်တာမှာသူမှာ sadistic ပေါ့သူများဟိုတိုက်ခိုက် တပြတ်ပြီးမှ तू อ่ะအဲ့လို sexual sadism ရှိသလား sadist ဆိုတော့သူများကိုလင်ကိစ္စအတွေ့နှိပ်စက်ညင်ပန်းတက်ပြတ်တာဖြစ်တယ်။ Now adolescent development เนาะဒီ sexual ငါနဲ့အရွယ်အဲ့ကြီးကြီးကောင်ငင်နဲ့အရွယ်อ่ะ तू อ่ะဟို ဘလို့ဘလို့ကြီးထွားလာတယ်ပေါ့အဲ့မှာဒီ criminal ရာဇဝတ်သားဖြစ်သွားတာဘလို့လဲလေ့လာရမယ်။ Now exposure desensitization ဆိုတာသူကဒီအဓိကက violent ပေါ်လို့ internet မှာဒီလိုကြည်နေတယ် telegram လို့ပါတော့မှလူတတ်တာတွေဟိုခါရဲဒီဟို link ကိစ္စနဲ့ပတ်သက်ပြီးတော့ဘလို့လောက်တာတွေအဲ့လိုလူဘလို့တတ်တာတွေခါကြည်ပါများတော့သူက အဲ့ဒီတတ်တာကိုသူကမကြောက်တော့ဘူး desensitize ဖြစ်သွားတယ်ရိုးသွားရိုးသွားပြီးတော့သူကိုယ်တိုင်လှုပ်ချင်တဲ့စိတ်တွေဖြစ်လာ exposure ရှိသွားဒါကြောင့်မကလေးတွေကိုမကြည့်ပါစေနဲ့ဘာကြည့်လဲမိဘတွေကထိန်းကြပါပြောတာပေါ့။နော်မိဘတွေကိုနိုင်ကလည်းမကြည့်နဲ့။ဒါတွေကလေးတွေကိုလည်းပေးမကြည့်နဲ့။အဲ့ဒါတွေက exposure ပေါ့ဟိုတွေးကြည့်မှုများလာတဲ့အခါကျတော့ desensitize ဆိုတာဟာဟာတဲ့ဟိုဟို game ရိုးရိုး game တောင်မှအာတက်နေတာခါတယ်တက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 ်နေအခုကကျတော့ဒီရုပ်ရှင်ထဲမှာကို မိမတွေကိုတတ်တာဘလို့တတ်တဲ့အသေးစိတ်တွေကြည့်နေကြတယ်ကျမအာအသင်နေသီလား။အိုးကျမအရင်ကလေဟိုရုံးမာလေး1900 အနထောင်းနဲ့ဟိုနေကလေးကအနထောင်းဟိုဆက်နှစ်ဆက်သုံးကအင်တာနက်တွေစပေါ်ကစားလေကိုယုံမှာပဲအင်တာနက်ရှိတယ်ဆိုတော့ယုံကကလေးတွေဘာကြည့်လဲဆိုတော့ကျမတို့က history ရှိတယ်အဲ့ history ကိုစစ်လိုက်တဲ့အခါကျတော့လေအဲ့ဒီကောင်လေးတယောက်ကဆိုရင်အဲ့ pornography လိန်ကိစ္စတွေကိုပဲအကုန် download လုပ်ပြီး तू ကမျိုးထဲမှာပြန်ရောက်မလို့လားမသိဘူးကိုယုံက ကွန်ပျူတာနဲ့ download တော့နောက်ကလေးနောက်လူငယ်တယောက်ကကြတော့လူကလေးဆိုလဲအသားတွေကအစိတ်30တွေနော်နောက်လူငယ်တယောက်ကကြတော့အယံ အသေးဇုံးနဲ့တည်တဲ့ရုပ်တွေသူတို့ပဲဘယ်ကရှာတွေ့လဲမသိဘူးအသေးဇုံးအသေးဇုံးကိုတောင်ကြည့်ရတာကြောက်တယ်မကြည့်ရတဲ့ဟာမျိုးတွေဘလို့ပပက်ဆက်ဆက်တင်နေတဲ့ပုံတွေကို तू ကဒေါင်းထုတ်လောက်ထားတယ်သူ့ရဲ့ကွန်ပျူတာမှာဟာကျွန်မအဲ့ကလေးစိတ်ကနှံ့သွားတော့အော်ဒီလူငယ်တွေကဘလို့ပါလဲနောက်ကျတော့လူကြီး လူကြီးကြီးကတော့အသက်50လောက်ရှိမယ် तू ကကျတော့ဟာတခါတည်းဟို သူသူ website ကြတော့သူကဗာလဲဟို mail order bright အဲ Russian မတွေ Philippines မတွေဘယ်လိုခေါ်မလဲဆိုအဲ့လိုမျိုးတွေ download လိုက်ပြီးတော့ကြည်နေတာတွေ့တယ်။အော်ကျမတို့က history ရှိတယ်နော်။ယုံကကွန်ပျူတာတွေမှာအဲ့တော့ကိုကိုယုံမှာပဲအဲ့တော့ internet ကရှိကြတာ။ယုံကလေးတွေယုံယုံလာစားစားပြီးယုံကွန်ပျူတာရှိမှာဘာလေးဘာလုပ်နေလဲဆိုအယောက်ျားလေးတွေအငယ်တွေရောအကြီးတော်အဲ့လိုမျိုးတွေလုပ်နေပါတယ်။အခုဆိုရင်တော့ဖုန်းနေနဲ့ Telegram channel တွေမှာဒီလိုဟို date girl တွေ na pornographic material တွေအဲ့လိုမျိုးလူ တတ်တာတွေနော်လိန်ကိစ္စကိုခါတဲ့ကာမေသူမိစာခါတဲ့အစွန်ရောက်နဲ့လုံတာတွေကြည့်ပြီးတော့ကလေးတွေကလုံးဝခါတဲ့ယင်လာပြီးမဟုတ်တာကိုယင်လာပြီးတော့လက်တွေလှုပ်ဆောင်ကြတာပေါ့နော်နောက်တစ်ခါအဲ့ဒါတွေကိုကြည့်ရမယ်အဲ့တော့ပြီးလို့ရှိရင် family and social history သူမိသားစုမှာရောဒီဒီ ကလေးကို abuse ရှိလား trauma ရှိလား neglect ရှိလားကလေးကိုနှိပ်စက်တာရှိလားเนาะအဲ့တော့ဟိုသူသူသူအိမ်မှာဘာတွေဒီမဟုတ်တဲ့ဟာတွေကြည်နေတာရှိသလားအဲ့ဒါမျိုးတွေလည်းကြည်ရမယ်ပြီးလို့ရှိရင်အဲ့လိုကြည်ပြီးလို့ရှိရင် အရင်တော့ကရောဒီကလေးကပြဿနာရှိလားအเจ้าမှာပြဿနာရှိလားတရိတ်ဆန်တွေရောနှိပ်ဆက်တက်လားမီးတွေရှို့တက်လားပြီးလို့ရှိရင်အဲ့ဒါမဟုတ်တာတွေပေါ့ဟိုသူများအင်ခိုးပေါက်တာတို့ဟိုမော်တော်ကားတို့စိုက်ကယ်တို့ခါရဲဟိုဥပဒေချိုးပေါက်တာတို့အဲ့လိုမျိုးတွေရှိတယ်အဲ့လိုမျိုးရှိသလားနော် trauma သူ့မှာသူ့ဘဝမှာအင်မတန်ဝမ်းနေစရာကြုံဘူးလား abuse နော်မိသားစုကသူ့ကို ဟိုတခြားလူတွေကနှိပ်စက်တာရိုက်နေတာကြုံဘူးလားเนาะတချို့တွေကကြတော့ severe social isolation လုံးဝဘယ်သူနဲ့မှမပေါင်းတော့တယောက်တည်းနေပြီးလို့ရှင် online น่ะ online น่ะ culture တွေတော့ line ပေါ်อ่ะခါတဲ့အဲ့လိုမဟုတ်တဲ့အုပ်စုတွေမဟုတ်တာလုပ်တဲ့အုပ်စုတွေကိုမှာသွားပြီးပါဝင်နေပြီးကိုယ့်ပတ်ဝန်းကျင်อ่ะလူငယ်ချင်းနဲ့မိသားစုနဲ့မပေါင်းမယ်နဲ့ line ပေါ်อ่ะမဟုတ်တာလုပ်တဲ့အုပ်စုတွေနဲ့အဲ့ဒါပေါင်းနေသလားပေါ့ပြီးလို့ရှင် तू อ่ะ save တွေချသလားကြည့်ရမယ်เนาะအဲ့တော့ ဲ့ဒါတွေကအရန်အရေးကြီးပါတယ်တဲ့အဲ့ psychopathy ကိုပေါ့ကြည်တယ်ကြည်တယ်ဆိုတချို့ကကြတော့ charming ဖြစ်တယ်အမပြောဟို manipulative ဖြစ်တယ် psychopathy ကသူများကိုဟိုသူများကိုအခုဆိုရင်လေဒီကောင်လေးကသူ့ရီးစားကိုခေါ်ပြီးရှင်းခိုင်းနေဆိုတော့သူက သူ့သူ့ကာမလေးကိုနိုင်တဲ့သဘောသူသူကအုပ်ဆိုးထားတဲ့သဘောရှိတယ်နော်အဲ့ဒါတွေကြည့်ရမယ်ချက်ချင်းဆိုလို့ရှိရင် သူ့ဖုန်းမှာဒီဒီလူငယ်လူတက်သမားရဲ့ဖုန်းတွေဘာတွေမှာအကုန်လုံးကိုဖသိမ်းပြီးတော့နောက်ပြီးတော့ CCTV ကိုကြည့်မယ်သူ့ဖုန်းဘသူနဲ့ဆက်လဲဘာပြောလဲအဲ့ဒါရဲကအလုပ်လုပ်ရမယ်သူ့ရဲ့သူ့ရဲ့ ဟိုဖြစ်ဖြစ်တဲ့နေရာမှာလဲဓာတ်ပုံတွေရိုက်ရမယ် CCTV တွေကြည့်ရမယ်တယ်လီဖုန်းဆက်တာတွေကိုကြည့်ရမယ်နောက်ပြီးတော့ဒီ ဟိုလူသက်သမားရဲ့ mental state ပေါ့သူ့ရဲ့သူ့ရဲ့အုံနောက်အခြေအနေကိုစစ်ရမယ်ပြီးရင် digital footprint ပေါ့အဲ့ဒါအရေးကြီးတယ်သူ့ရဲ့ဖုန်းသူ့ဘာဘာတွေကိုကြည့်လဲ browser အဲ့ computer မှာရောဖုန်းမှာရောသူ့ဘာတွေလိုက်ရှာကြည့်ထားလဲနောက် gaming မှာဘာတွေပြောထားလဲ game chat chat တွေမှာအခုဆိုလို့ရှိရင်ဟို America မှာလူဟိုလောက်ကြံတဲ့ကောင်လေးဆိုရင် သူသူ့ရဲ့ game တွေရော chat တွေမှာပြောတာတွေရော အကုန်လုံးဟို FBI ချက်ချင်း းကြည့်တယ်သူဘာတွေကြည့်တယ်လဲမဟုတ်တဲ့ဗီဒီယိုတွေကြည့်နေလားပြီးရင်အဲ့ကြည့်တဲ့အချိန်မှာဘသူနဲ့ပေါ့ဒီ game လို့ဘာလို့မှဘသူတွေနဲ့သူစကားပြောနေလဲအဲ့အဲ့ဆိုတချို့တွေကအချင်းချင်းမြောက်ပေးတယ်လေမင်းအဲ့ဒါတော့လုတ်ပါလားဘာလားဒီလိုမျိုးမင်းတို့လုတ်ဘူးသလားအဲ့ဒါ chat တွေကိုကြည့်ပေါ့နောက်ပြီးလို့ရှိရင် သူရဲ့ say เนาะ say medical history ကိုကြည့်ရမယ်နောက်ပြီးတော့ဟို trauma ရှိလားမိသားစုမှာသူ့ကိုမဟုတ်တာတွေဟိုနှိပ်စက်ထားတာရှိလားကြည့်ရမယ်နောက်ပြီးလို့ရှိရင်ဟိုအဲ့အချိန်မှာသူ့ကိုလုံးဝ internet ပေးမသုံးအောင်เนาะ internet ပေးမသုံးအောင်သူ့တို့ရဲ့ဖုန်းတွေသူ့ရဲ့ record တွေကိုလုံးဝမဖြတ်စေရဘူးပြီးလို့ရှိရင် ဒီ family trauma ရှိတယ်ဆိုရင်တော့ဟိုဆရာဝင်ပေါ့နော်ဆရာဝင်ခေါ်ပြီး mental health သူစိတ်ဒဇာအတွက်ကို mental health အတွက်ကျန်းမာရေးအတွက်ဆရာဝင်ခေါ်ရမယ်နော် emergency ဆိုလို့ရှိရင်သူမှာ psychosis အယူရောဂါများရှိနေလားသူကိုသူတတ်တည်နိုင်သလားပြီးရင်သူတခုခုပောက်ကွဲလုံနိုင်သလားစောင့်ကြည့်ရမယ်နော်အဲ့တော့ချက်ချင်းပဲ psychiatrist ဆိုရင်လည်းချက်ချင်းပဲဆေးရုံတင်ပြီးကုရမယ်အရှိတဖြင့်ဆိုလို့ရှိရင် ယ်ဟိုအရန်မဲကင်တွင်ရမယ်ကုစားဖို့လို့ပါတယ်တဲ့